မာလာထမင်းကြော်ကြော်မှာဆိုတော့လေဖြူကမာလာအနှစ်လေးကိုထည့်လိုက်ပါတယ်ပွင့်နေရောပဲအလုံးမင်းမင်္ဂလာပါရှင်ဖြူရဲ့ page ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့ဖြူကညနေစာကိုဖြူလင်မယားနှစ်ယောက်အတွက်ပေါ့နော်ဟင်းမချက်တော့ပဲနဲ့ထမင်းကြော်လေးကြော်စားပါမယ်ဖြူဘာထမင်းကြော်လေးကြော်စားမလဲဆိုတာဆက်ပြီးတော့ကြည့်ပေးကြအောင်နော်စီပူလာပြီဆိုရင်တော့ဖြိုးဟာလှီထားတဲ့ကျွတ်ွန်ဖြူနဲ့ကျွတ်ွန်နီလေးတွေထည့်လိုက်ပါမယ်ကျွတ်ွန်ဖြူနီလေးတွေအနက်မွေးလာပြီဆိုရင်တော့ဖြိုးဟာဝက်တာလေးထည့်ပါမယ် အခုဖြိုကြော့တာမာလာထမင်းကြော့ကြော့မှာဆိုတော့လေဖြိုကမာလာအနှစ်လေးကိုထည့်လိုက်ပါတယ်အအတီးရွက်တက်ပေါ့နော်မော်လာဦးနီလေးထည့်လိုက်ပါမယ်ကဲပြီးရင်တော့ကော်ဖီတုပ်လေးထည့်ပါမယ်ထမင်းကြော်လို့ပါလို့ဆိုရင်ပဲသီးနဲ့ထဲ့ကြော်တာထက်ဒီကော်ဗီတော့လေးထဲ့ကြော်တာပိုကြိုက်တယ်တိလားကြော်ရင်နဲ့ပူအောင်ပူလိုက်ကောက်စီလိုလေးတစ်ခွက်လောက်တောက်လိုက်အောင်မယ်မော်ပါ යි လမ်းဝါတာပဲကဲပြီးရင်တော့သမင်းထည့်ပါလို့မယ်ကဲပြီးွားရင်အရာသာအတွက်ကတော့ဖြိုးစားလေးထည့်ပါမယ်အရာသာမုတ်လေးကနည်းနည်းထည့်ပါမယ်နာမွေးနေရောပဲကဲအခုကတော့ဖြိုးရဲ့ဝက်တာမာလာသမင်းကြော်လေးရသွားပါပြီ kè sao chậm phía phụ đều đi đều đi yên chui lão mà bố buồn thôi đi sao cho bảo chứ sao cho bảo không nhá ừ chưa bà ừ à con rồi đâu có mà bố မိမလက်ရမလာထမင်းကျော်ကြောင့်မဟုတ်လားမိမလက်ရမလာထမင်းကျော်လေးကိုဒီလိုကုတ်စီလိုနေတွေ့တာလိုက်တော့တော်တော်ရတာရှိပါတယ် ရှယ်ပဲထမင်းကျော်ကကုတ်စီလိုနဲ့အတူတွဲစားလိုက်မှပိုရတာရှိသွားတယ်အခုကတော့ဒီမှာပြလိုက်ပါတော့မယ်နောက်ဘလောက်တွေကြာရရှင်ဖြိုးဘာကြီးချက်ပြပြီးတော့ဘာကြီးစားပြအောင်ဆိုတာဆက်မချူဝေးကြပါအောင်ရှင်တတား